ဒါလေးဆိုပါဒီကနေ့မေလာ16ရက်နေ့နရင်းဇာရခိုင်တရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မင်းစံကတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့မလေးရှားကိုပို့ဆောင်မဲ့မွေးရေးစေဝါနဲ့ပတ်သက်ပြီးစစ်ကောက်စီရဲ့ဆွေးစည်းချက်ကိုအေကပေးချလိုက်တဲ့သတင်းမဲအောင်မြို့နယ်တစ်ပုံရော်အနင်းကိုဗဟုပြုပြီးမင်းကလေးရဲ့လုတ်ခဲ့တော်တဲ့သတင်းနဲ့မယူကန်ဒေတာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဦးမောင်ဇွန်ဝင်း ရုတ်တရက်ကွေလင်တော်တဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုစပီးတင်ဆက်ပေးတော့ပါမယ်ခင်ဗျာမလေးရှားနိုင်ငံကိုပို့ဆောင်မယ်မွေးရဆွဲတွေကိုဖန်ဆင်းရမိတာနဲ့ပတ်သက်ပြီးအရခတက်တော် A ကိုစစ်ကောက်စီကမေလာစစ်ခင်းနေထုတ်သူတို့ဘက်သတင်းစာတွေကနေဆွဆွေးထားတဲ့အပေါ်အခြေမြင့်မရှိတဲ့လောက်ကျန်ဖန်တီးထားတဲ့ဆွဆွေးချက်ကဖြစ်တယ်လို့ A ပြုတ်ခွင့်ရဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ် ULA ကိုကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုက်အဝိုက်ပါဝင်အင်းနီရှင်းနိုင်ငံတွေကအတိမဲ့ပူဆက်ဆင်ဖို့ကြိုးစားလာတဲ့အချိန်နဲ့ကြိုက်ပြီးစစ်ကောင်စီကဂုံသိက္ခာညှိုးနှဲဆိုလိုတဲ့ရေရှင်းနဲ့နိုင်ငံရေးအောက်လုံးတွေတုံးပြီးတော့မတရားလုတ်ကြံဝါဒတိုက်ခိုက်လာတာတက်တက်ဖြစ်တယ်လို့လေဥခိုင်သူကဆိုပါတယ်ဒီကိစ္စဟာအကျန့်ဖက်ဖက်ဆက်စစ်ကောင်စီကသူတို့လုံနေကြအတိုင်းအချိန်မြင့်မရှိလုတ်ကြံဖန်တီးဆွဆွေးရှက်ပေဖြစ်ပြီး အေနဲ့လုံးဝဆက်ဆက်ပတ်သက်မှု မရှိဘူးလို့ဥခိုင်သူကဆိုပါတယ်။ဒါအပြင်စိတ်ကောက်စီဟာရခိုင်ပါဝင်မြန်မာနိုင်ငံကဒေသအများပြားကိုဘုံကျေးပြီးအပြင်းပြင်းပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတာတွေကိုဖုံးကွေဖို့လှုပ်ကြံဖန်တီးဇလန်းတွေဆင်ပြီးတော့ဆွဆီတာဖြစ်တယ်လို့ဆိုပါတယ်။ ULA နဲ့ပတ်သက်တဲ့အချင်းချင်းဆွဆီချက်တွေကိုပြန်ကြည့်ရင်တပုံစံတွေဖြစ်နေပြီးလှုပ်ကြံဖန်တီးနေကြလမ်းတွေအတိုင်းဆွဆွေးနေတာဖြစ်တယ်လို့လည်းဥခိုင်သူခါကပြောပါတယ်။ ေးအဖွဲ့အနေနဲ့အဖွဲ့ရက်တွေနိုင်ရင်နဲ့လက်နက်ခင်းရက်တွေကိုဝယ်ယူဖြစ်တင်းနိုင်ရတဲ့လိုအပ်တဲ့ငွေကြေးတွေရရှိနိုင်ဖို့မွန်ရိုက်စေဝါတည်ယူရောက်ဝယ်တွေကိုကြည်ပြင်းစွာလုပ်ကင်နေတယ်လို့လဲစစ်ကောက်စီကစွတ်စစ်ဖော်ပြထားပါတယ်ခင်ဗျာမယ်အောင်မြို့နယ်တက်ပုံရော်အနင်းကိုဗဟုပြုပြီးဒီကနေ့မေလ16ရက်နေ့မနေ့ပိုင်းတနအီလေးစင်းကမနေ့မှာ NR Residence ကငါတသမတ်တိအဆင်ရှိတဲ့ငလင်းငင်တစ်ခုလုတ်ခဲခဲ့တယ်လို့ မြန်မာမိုးဇလကထုတ်ပြန်ထားပါတယ်စစ်တီမျိုးမင်းကလေးစခန်းကအရှိတောက်ဖက်မိုင်60လောက်ကော်ဝဲတဲ့မြန်မာပွန်လီပြင်ကြောက်ဖူမျိုးရဲ့တောက်ဖက်26မိုင်လောက်အကော်မြောက်လက်တီကျူး69ဒသမ3ဒီဂရီအရှိလောက်ကြီးကျူး63ဒသမ58ဒီဂရီ အနက်23ကီလိုမီတာကိုဗဟုပြူပြီးတော့မင်းကလေးလောက်ခတ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမင်းကလေးဟာ NR register စကဲ ငါတသမတစ်အဆင့်ရှိပြီးအင်အားအသင့်အတင့်ရှိတဲ့မြင်းကလေးရင်တစ်ခုဖြစ်ပြီးတိုက်ထွေချက်ရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်မြင်းကလေးရင်သတင်းစင်တာရဲ့ထုတ်ပြန်ချက်တွေမှာမြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ကြောက်ဖူမြို့ကအနောက်တောက်ဖက်36မိုင်အကော်မေအောင်ကျွမ်းဘော်ကတက်ပုံရော်အနီးမြေအနက်6မိုင်ကျော်မှာနောက်ထပ်မကနီကျူလေတသမကိုအဆန်းမြင်းကလေးငယ်တစ်ခုလှုပ်ရှားတော့ခဲ့တယ်လို့လည်းဖော်ပြထားပါတယ် အခုမန်အောင်မျိုးနေကိုဗဟုပြုလွတ်ခွဲတော်ခဲ့တဲ့ငလျင်ဟာမလာ၂၈ရက်ရဲ့စကိုင်းငလျင်ပြီးနောက်ရခိုင်ပြည်မှာပထမဆုံးအကျဉ်းလွတ်ခွဲတော်ခဲ့တာဖြစ်ပါတယ်ခင်ဗျာရဒိတော်မျိုးနေမယူကန်ဒေတာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသံဥက္ကဋ္ဌရခိုင်မျိုးစအဖွဲ့ ARG ရဲ့အမှုဆောင်အဖွဲ့ဝင်အရခပြည်သူအစိုးရလက်ထက်မှာဗဟုကုံတည်ရေးနဲ့ကုံတည်အသံအတွင်းမှုဥမောက်စွန်းဝဲဟာမေလာ၁၉ရက်နေ့ကရုတ်တရက်ကွယ်လင်တော်ခဲ့ပြီဖြစ်ပါတယ် ဥမောက်ဆွမ်းဝဲအဲ့ဒီလိုကွေလင်သွားတာဟာမယူကန်ဒေတာနဲ့ရခိုင်ပြည်ရဲ့ညင်းချင်းတင်ငရင်နဲ့လူမှုသဟဇာတာဖိမောက်ရဲ့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့လူမှုကွန်ရက်မှာမိတ်ဆွေတွေကရေးသားကြပါတယ်ရခိုင်မျိုးစောက်အဖွဲ့ ARG ဥက္ကဋ္ဌဥပအေကလည်းမောက်တော့ဘုဒ္ဓတော်ကတိုင်းရင်းသားတွေဒေတာမဆွမ်းခွာရအောင် ARG ရဲ့အထောက်ကူပြုရေးဆောင်ရွက်ချက်တွေကိုကူညီလောက်ကပေးခဲ့တဲ့ဥမောက်ဆွမ်းဝဲအကျေစောတာဟာရခိုင်ပြည်သူတွေအတွက်လည်း ဆုံးရှုံးမှုကြီးကြီးမားတယ်လို့ရခိုင်ဘာသာစကားနဲ့ရေးသားဖော်ပြထားပါတယ်။ဥမုံစုံဝင်းဟာဒါရုဗေဒအဓိကနဲ့ဘွေရခိတူတယောက်ဖြစ်ပြီးလက်ရှိအာခပိသူအစိုးရလက်အောက်မှာဘ ਹੁ ကုံတွေရေးနဲ့ကုံတွေအသင်းအတွင်းမှုအဖြစ်ဆောင်ရနေသူတူဖြစ်ပါတယ်။ဥမုံစုံဝင်းဟာ2025ခုနှစ်မေလ18ရက်နေ့ညနေ7:00နာရီကျော်လောက်မှာရုတ်တရက်အသက်ရှူကျဲနှလုံးအမောဖောက်ပြီးတော့ယဒီပြင်ကသူ့ရဲ့နေမှာပဲကွေလန်တော့ခဲ့တာဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက်60ရှိပြီးဇနိန်သား၄ယောက် သမီး၁ယောက်နဲ့မြေ၅ယောက်တို့ကြံရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ခိုက်တဲ့နေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစပီးတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ဒီရင်တဲ့တဘောအနေနဲ့ကတော့မကွေတိုင်းငဖေးမြို့နယ်တောက်ပေါ်ဒေသနဲ့မြေပန်းဒေသကြော်တွေကအခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေကို နောက်ချက်တဲ့သူတွေကိုတာမြင်အယူမယ်လို့ချင်းကကွေရဲ့တက်အရှုကမေလာစစ်ကွေရဲ့နေနေစင်းနဲ့ထုတ်ပြန်ထားပါတယ်2025 2026အခြေခံကြောက်တွေအတွက်စတင်ဖွင့်လှစ်တော့မှာမို့ကြောင်းနေရေးကလေးသူငယ်တွေပညာသင်ကြားဖို့လိုအပ်နေတယ်လို့လည်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်အခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့အခြေခံပညာအဆင့်ကျောက်ဆရာကျောက်ဆရာမတွေကို ချင်းချောက်တာနောက်ရှက်ဟန်တာတာဖန်စီထင်းသိတာနဲ့ပညာတင်ကြောင်းမှုကြောက်ကိစ္စတွေမှာရှမ်းကကွေရဲ့တက်အရှုံအနေနဲ့ဝင်ရောက်ဆက်ဖက်တာတွေမလုပ်ဘူးလို့လည်းဆိုပါတယ်။ဒါအပြင်အခြေခံပညာအဆင့်ပညာရေးဝန်ထမ်းတွေအနေနဲ့ကျောင်းနေရေးကလေးတွေကိုစေတနာဝါသနာအနိုင်နာသုံးချက်ကို ခံယူအလေးထားပြီးလွယ်လွယ်စွာပညာတင်ကြဖို့ရှမ်းကကွေရဲ့တက်အရှုံကမိတ္တရက်ခင်ထားပါတယ်ခင်ဗျာ။နိုင်ငံကတဲ့နေတဲ့ဘောအနေနဲ့ကတော့ အိန္ဒိယနိုင်ငံဟိုက်ဒရဘတ်မြို့မှာမနေ့ကအဆောင်တလုံးဝါယာရှော့ဖြစ်ပြီးမိလောက်ခဲ့လို့လူ၁၀ခန်းယောက်ထားမနေ့တည်ဆုံးခဲ့တယ်လို့အိန္ဒိယဘက်ကသတင်းတွေမှာဖော်ပြကြပါတယ်မနေ့6ရက်လောက်ကနေမင်းကြီးထက်ကနေမင်းစတဲ့လောက်ကျင်းပြီး အပေါ်ထက်တွေကိုကူးစက်တော့ခဲ့ပြီးမင်းကြီးတက်တာနဲ့ခြောက်ဝဲဂေးစီလုံငယ်တွေကိုတပိုင်းနှစ်ထဲလှုပ်ဆောက်ခဲ့တယ်လို့မင်းမင်းအိန္ဒိယရဲ့အရေးပေါ်တုံ့ပြန်ရေးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ် လက်တလောစုံစမ်းစစ်ဆေးရတဲ့အရာဝါယာချော့ဖိမှုကြောင့်မိလော်တာဖြစ်နိုင်တယ်လို့မိလော်တဲ့နေရာကိုတော်ရောက်ကြည့်ရှုခဲ့တဲ့အိန္ဒိယတက်တူတဲ့ဝန်ကြီးကမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်မိလော်မှုကြောင့်အသက်သေဆုံးခဲ့ရတဲ့သူတွေအတွက်အလံဝန်းနဲ့ကြည်ကွေးရတယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့တယ်လို့သတင်းတွေမှာဖော်ပြကြပါတယ်သေဆုံးခဲ့ရတဲ့သူတွေအတွက်အိန္ဒိယအစိုးရကနိနာဂျေရူဘီနဲ့တင်းစီပေးရသွမယ်လို့ကြေညာထားပါတယ်ခင်ဗျာ ။ Ranger ကဒီကနေ့သတင်းတင်ဆောင်မှာတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ Ranger ကထုတ်လွှင့်တဲ့သတင်းတွေကို www.ranger.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Ranger ရုပ်သင်ကိုအားဖြင့်ကြည့်ရှုခဲ့ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။အားလုံးကြက်မှာရှင်လန်းကြပါစေခင်ဗျာ။